ကမ္ဘာကြီးပေါ်မှာဗန်ပါယာတွေနဲ့လိုင်ကန်လို့ခေါ်တဲ့ဝင်းဘလီလူသားတွေကနှစ်ပေါင်းထောင်ကျော်ကြာတည်ရှိခဲ့ကြသူတွေပါမသေးမျိုးနွယ်စုနှစ်ခုဟာရာစုနှစ်ပေါင်းများစွာဆစ်ဖြစ်ခဲ့ကြပြီးဗန်ပါယာတွေကလိုင်ကန်တွေကိုအောင်မြင်စွာအမဲလိုက်နိုင်ခဲ့တဲ့အတွက်လိုင်ကန်တွေမျိုးတုံးလုံးညီပါအခြေအနေကိုရောက်ရှိခဲ့ကြပြီးလိုင်ကန်ကောင်းဆောင်လူစီယန်သေဆုံးသွားတဲ့နောက်မှာစစ်ပွဲဟာအလဲပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်ဗန်ပါယာတွေကသူတို့ဟာလိုင်ကန်တွေကိုကမ္ဘာမြေပေါ်ကနေအပီးတိုင်းရှင်းလင်းနိုင်တော့မယ်လို့ယုံကြည်ခဲ့ကြသလိုတကယ်မှာဆီလီနီနဲ့တခြားဗန်ပါယာတယောက်ဟာ မြောက်ရထားပူရာကိုဦးတည်သွားနေတဲ့လိုင်ကန်နှောင်းနောက်ကိုလိုက်နေခဲ့ပါတယ်။လိုင်ကန်ရေးစနဲ့သူ့အဖော်ဟာလူသားတယောက်ဖြစ်တဲ့မိုက်ကယ်ကိုဗင်ကိုစောင့်ကြည့်နေခဲ့ကြတာပါ။မိုက်ကယ်ရထားပေါ်တက်သွားချိန်မှာဆီလီနီကိုမြင်ပေမဲ့ဆီလီနီကသူနဲ့မဆိုင်သူဖြစ်တာကြောင့်မျက်နှာလွှဲထားလိုက်ပြီးမဲ့ရေးစကမိုက်ကယ်နားကိုကပ်ဖို့ကြိုးစားချိန်အနီးနားမှာဗမ်ပိုင်ယာတွေရှိနေတာကိုအာယုံခံမိသွားပြီးဘလတ်လိုအကျယ်ကြီးော်ကတနက်နက်နဲ့ပြစ်ခတ်ခဲ့ပါတယ်။ဆီလီနီရဲ့ဖော်ဗမ်ပိုင်ယာကကြီးစံထိမှန်သွားပြီးသူ့ကိုယ်ထဲမှာတောက်ပနေတဲ့ကြီးစံတွေကိုဆီလီနီမြင်လိုက်ရပါတယ်။ မိုက်ကဲကတိုက်ပွဲကြောင့်ထိခိုက်သွားတဲ့ရဲသားတယောက်ကိုကူညီဖို့စ조사နေတော့မှာလိုင်ကန်တယောက်ကသူ့ကိုဖမ်းဖို့စ조사ခဲ့ပေမဲ့စီလီနီကပြစ်ခတ်လိုက်တာကြောင့်လိုင်ကန်နေဆုတ်ခွာသွားခဲ့ရပါတယ်။စီလီနီနဲ့သူ့ဖော်ကလိုင်ကန်နေနောက်ကိုလိုက်သွားတာကြောင့်ရေးစ်ကဝင်းပလွေဖြစ်ပြောင်းပြီးသူ့နောက်ကလိုက်လာတဲ့ဗမ်ပါယာကိုယထာတန်လန်းပေါ်မှာတိုက်ခိုက်ပါတယ်။စီလီနီကတခြားလိုင်ကန်တယောက်နောက်ကိုဥမင်လိုင်ကောင်းတဲ့အထိလိုက်သွားပြီးငွေကြီးစံနေနဲ့ပြစ်တတ်ခဲ့ပြီးတည်သွားတဲ့လိုင်ကန်ရဲ့တနက်ကိုစစ်ဆေးကြည့်တဲ့အခါမှာကြီးစံနေဟာခရမ်းလုံရောင်ကြီး UV ပါဝင်နေတာကိုတွေ့လာရပါတယ်။ ရုတ်တရက်ရေးစကားစီလီနီယံနောက်မှာပေါ်လာပေမဲ့စီလီနီကဓမြတွေနဲ့ပြစ်ပေါက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။သူပုံးနေတော့ဦးမင်လိုင်ကောင်းတွေကနေလိုင်ကန်များကြီးရဲ့အော်ဟစ်တန်နေတိုက်ခိုက်နေတဲ့နေကိုကြားလိုက်ရတာကြောင့်စုံစမ်းကြည့်ဖို့လုံနေတော့မှာပဲရေးစပြန်ရောက်လာတာကြောင့်အ мян ပြန်ထွက်ခဲ့ရပါတယ်။ဗမ်ပါယာဆိုင်ကြီးကိုပြန်ရောက်တဲ့အခါမှာစီလီနီဟာလက်နက်ကျွမ်းကျင်သူခန်းစီတန်းသွားပြီးခင်းရောင်တောက်ပါနေတဲ့ကြီးစံတွေကိုပြလိုက်တာကြောင့်စစ်ဆေးလိုက်တဲ့အခါဗမ်ပါယာတွေကိုတတ်ဖို့အရန်ကိုထိရောက်စေတဲ့ခရမ်းလုံရောင်ကြီးတွေနဲ့ပြုတ်လုထားတဲ့ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ် ဗမ်ပါယာရီရဲ့လက်ရှိခေါင်းဆောင်ကရာဗင်ကိုစီလီနီကဥမင်ထဲမှာလိုင်ကန်ရာပေါင်းများစွာရှိနိုင်တယ်ဆိုတဲ့ခံမှန်းချက်ကိုပြောပြပြီးချက်ချင်းသွားတိုက်ဖို့ပြောပေမဲ့လက်မခံခဲ့ပါဘူး။သူကအရေးကြီးတဲ့နိုးထခြင်းခံနာနီးကပ်နေချိန်မှာအရေးမကြီးတဲ့ကိစ္စအတွက်အင်အားမသုံးနိုင်ဘူးဆိုပြီးအကြောင်းပြတာကြောင့်စီလီနီကဗစ်တာသာရှိရင်သူ့ကိုချက်ချင်းယုံကြည်မှဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။နောက်တော့စီလီနီက CCTV ကနေရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေကိုပြန်စစ်ကြည့်ရကလိုင်ကန်နီဟာလူသားတစ်ယောက်နောက်လိုက်နေတာကိုသိသွားပါတယ်။ ဂရော်ဗင်ကိုတစ်ဖက်သက်ကြိုက်နေတဲ့အရီကာကဆီလီနီကိုအကန်းနောက်တွင်ပြင်ဆင်မှုသတိပေးတာတော့ဆီလီနီကတော့ကွန်ပျူတာမှာသူတွေ့လိုက်ရတဲ့မိုက်ကယ်ရဲ့ပုံကိုပဲအာရုံစိုက်နေခဲ့ပါတယ်။လိုက်ကန်ရဲ့ပုံခွေရနေရာမှာတော့တိပ်ပပညာရှင်ဆင်းကလူသားသွေးနဲ့လိုက်ကန်သွေးကိုရောဆက်စမ်းသပ်နေပေမဲ့မအောင်မြင်ခဲ့ပါဘူး။သူရဲ့ခေါင်းဆောင်လူစီယန်ကမိုက်ကယ်ရဲ့သွေးနမူနာကိုရမှသာစမ်းသပ်မှုအောင်မြင်နိုင်မယ်မအောင်မြင်နိုင်ဘူးဆိုတာသိနိုင်မှာဖြစ်ပါတယ်။တစ်ဖက်မှာတော့လိုက်ကန်နေနောက်လိုက်နေတဲ့လူသားဖြစ်တဲ့မိုက်ကယ်ကို CCTV ကနေတွေ့လိုက်ရတာကြောင့် ဇီလီနီတယောက်မိုက်ကယ်ဘာလဲဘဲလဲဆိုတာကိုသိကျင်တဲ့အတွက်မိုက်ကယ်တိုက်ခန်းကိုဖောက်ထွင်းဝင်ရောက်ကလိုက်ကန်ဒီကဘာကြောင့်သူ့ကိုပြစ်မှတ်ထားနေသလဲဆိုတာကိုစုံစမ်းနေတော့မိုက်ကယ်ပြန်ရောက်လာတဲ့နေ့ကြုံပြီးသူ့ကိုဖမ်းကမေးမြန်းမိမယ်မိုက်ကယ်ကဘာမှမသိဘူးလို့ညင်းနေပါတယ်မကြခင်မှာပဲလိုက်ကန်ဒီရောက်လာပြီးတိုက်ခိုက်ကြတာကြောင့်ဇီလီနီလည်းတနက်နလက်ကိုဂိုင်းကလိုက်ကန်ဒီကိုရှယ်ဖြုတ်လိုက်ပါတယ်အုံလိုက်တက်လာတဲ့လိုက်ကန်ဒီလက်ကလွတ်ဖို့အတွက်ကြမ်းကိုဖောက်ပြီးအောက်ကိုဆင်းလိုက်ချိန်မှာလိုက်ကန်ကောင်းဆောင်လူစီယန်ကမိုက်ကယ်နဲ့တက်တဲ့တိုးပြီးမိုက်ကယ်ကိုကိုက်ဖို့လုံနေချိန် ီလီနီကလူစီယန်ကိုတနက်နဲ့ပြစ်ခါတားလိုက်ပါတယ်။လူစီယန်ကတနက်မှန်သွားပေမဲ့မိုက်ကယ်ကိုအယားအမိကိုက်လိုက်ပြီးသွေးနမူနာကိုယူလိုက်နိုင်ပါတယ်။စီလီနီကမိုက်ကယ်ကိုဆွဲခေါ်ပြီးထွက်ပြေးလွတ်မြောက်သွားပေမဲ့ကားမောင်းပြေးနေစဉ်မှာလူစီယန်ကကားပေါ်ကိုခုန်တက်ပြီးစီလီနီကိုဓာအနေထိုးပါတယ်။စီလီနီဒဏ်ရာရသွားတာကြောင့်ကားရက်ဖို့မိုက်ကယ်ကပြောပေမဲ့နားမထောင်တာကြောင့်ကားမောင်းရင်သတိလစ်သွားကကားဟာမြေထဲထိုးကျသွားခဲ့တဲ့အတွက်မိုက်ကယ်ကစီလီနီကိုကင်တင်ပြီးကမ်းပေါ်ကိုဆွဲတင်ခဲ့ပါတယ်။ ဂျပန်မှာတော့ Lycan နေဟာ Michael သွေးကိုစမ်းသပ်ပြီးတဲ့နောက်သူတို့ရှာနေတဲ့သွေးမျိုးစားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။သူတို့က Michael ကိုအသုံးပြုပြီးသူတို့ခေါင်းဆောင်အတွက်စမ်းသပ်မှုတစ်ခုပြုလုပ်ဖို့လိုအပ်နေပါတယ်။ဇီလီနီကိုကယ်ရင်သူကိုယ်တိုင်မှတတိလစ်သွားတဲ့ Michael ဟာဇီလီနီနဲ့တူ Vampire ဆိုင်ရင်ကြီးမှာရောက်နေပါတယ်။ Michael အိပ်ပျော်နေတော့မှ Erica ကဇီလီနီကို Craven ကတွေ့ကျင်ကြောင်းပြောတာကြောင့်ဇီလီနီလည်းသွားတွေ့လိုက်ပြီးလူသားတယောက်ကိုဆိုင်ရင်နဲ့ခေါ်လာတာကြောင့်အဆူခံနေရပါတယ်။ ဇီလီနီမရှိတော့အဲရီကာကမိုက်ကဲကိုကိုက်ဖို့လယ်ဘင်းကိုလှန်လိုက်တဲ့အခါမှာမိုက်ကဲလယ်ဘင်းကလိုက်ကန်ကိုက်ထားတဲ့အရာကိုမြင်သွားပြီးလမ်းဖြန်ကမျက်နှာချက်ပေါ်ခုန်တက်သွားခဲ့ပါတယ်။မိုက်ကဲလည်းလန်နိုးလာပြီးအိမ်မြောင်တကောင်လိုမျက်နှာချက်မှာကန့်နေတဲ့အဲရီကာကိုမြင်ပြီးအလန်တရားနဲ့ဗတိမောက်ကနေခုန်ချထွက်ပြေးသွားခဲ့ပါတယ်။မိုက်ကဲထွက်ပြေးသွားတာကိုလမ်းမြင်လာရတဲ့ဂရာဘင်ကသူစကားကိုနားမထောင်ပဲထင်ရှားလုံနေတဲ့ဇီလီနီကိုပားရိုက်လိုက်ပါတယ်။ဒီပြဿနာဖြစ်ပြီးနောက်မှာတနက်ပြစ်လေးကျင့်နေတဲ့ဇီလီနီကို ကန်းကငွေနှိုင်းထရိတ်နဲ့လှုပ်ထားတဲ့ကြီးစံတွေကိုလာပေးပြီးစမ်းခိုင်းတာကြောင့်စီလီနီလည်းသဘောကျသွားပါတယ်။တနက်ကိုစမ်းရင်ကရာဗင်ရဲ့လှုပ်ရက်တွေကိုတန်တရားဝင်လာတာကြောင့်ကန်းကိုကရာဗင်ကလူစီယန်ကိုတတ်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးလိုက်ပေမဲ့ကန်းကတော့လူတိုင်းတပိသားဇက်လန်ဖြစ်တယ်လို့ဗီတာနဲ့ကရာဗင်ကြားမှာဘယ်ဘက်ကိုလိုက်မလဲဆိုပြီးပဲပြန်မေးလိုက်ပါတယ်။ဒီဘက်မှာတော့ကရာဗင်ဟာလမ်းကြောင်းတစ်ခုမှာလူစီယန်နဲ့လှုပ်ရက်တွေးဆုံနေပြီးမိုက်ကယ်ကျောင်းကိုပြောတာကြောင့်ကိုကျောင်းမဝင်အေးဆေးနေဖို့လူစီယန်ကပြောလိုက်ပါတယ်။ တကယ်တော့သူတို့ယောက်ကနားလည်မှုယူပြီး Graven ကလူစီယန်ကိုတက်ခဲ့တယ်လို့ထင်အောင်လုံးစက်တစ်ခုကိုဖန်တီးလိုက်ကြကကိစ္စတချို့ကိုပူးပေါင်းကြံစီနေတာပဲဖြစ်ပါတယ်။ Graven ကိုတန်တရားဝင်နေတဲ့စီလီနီကတော့ဆိုင်ကြီးရဲ့စာကြည့်တိုင်းမှာတမိုင်းဆောင်တွေကိုဖတ်ရင်းလူစီယန်ရဲ့ပုံကိုတွေ့လိုက်ကပုံထဲကလူစီယန်ဟာမိုက်ကယ်ကိုကိုက်ခဲ့တဲ့ Lycan ခေါင်းဆောင်ဝစ်စင်ထားတဲ့လဲဆွဲနဲ့တထက်တည်းဖြစ်နေတာကိုတွေ့သွားပါတယ်။ဒါကြောင့်မိုက်ကယ်ကိုကိုက်ခဲ့သူဟာလူစီယန်ဖြစ်ကြောင်းသူမသိသွားသလို ဂရာဗင်ကလူစီယန်ကိုတက်ခဲတာမဟုတ်ကြောင်းနဲ့လူစီယန်မသေးကြောင်းကိုလည်းသိကြသွားပါပြီ။ရုပ်ထွေးနေတဲ့ချင်းနေရသူမကိုယ်တိုင်ဘာလို့ရမှမသိဖြစ်နေပြီးလမ်းညွှန်မှုကိုလိုအပ်နေတဲ့စီလီနီဟာအစွမ်းထက်တဲ့အကြီးအကဲဗန်ပါယာ၃ဦးရဲ့ကတဦးဖြစ်တဲ့ဗီတာကိုတတ်မှတ်ချိန်တည်းစောပြီးနိုးထစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာဗီတာရဲ့ဂူဘိမန်နဲ့ဝင်လိုက်ပြီးသူမရဲ့သွေးကိုဗီတာရဲ့ပါဇက်သေးသူထဲကနိုးထခြင်းအခမ်းအနားကိုစတင်ခဲ့ပါတယ်။သူမဟာဂရာဗင်ကလူစီယန်ကိုတက်ခဲတယ်ဆိုတဲ့စကားကိုလိန်ညာခဲ့တယ်လို့တန်တရားရှိကြောင်းဗီတာကိုပြောပြခဲ့ပါတယ်။ ။ဒီချိန်ထဲမှာပဲဂိုက်ခံခဲ့ရတဲ့မိုက်ကယ်ကဘာကောင်ဂိုက်တာမှမသိတာကြောင့်စေကန်းကိုသွားပြပါတယ်။သူတငယ်ချင်းဆရာဝန်စီသွားပေမဲ့ဆရာဝန်ကယေရီကိုခေါ်ပြီးမိုက်ကယ်ကိုဖမ်းခိုင်းတာကြောင့်ထွက်ပြေးလာခဲ့ပါတယ်။ဂူလလောဆင်မှာတော့သူ့အတွက်သွားစရာနေရာကတခုပဲရှိပါရယ်။ဒါကြောင့်ဆီလီနီတို့နေတဲ့ရဲတပ်ကြီးရှေ့ကိုရောက်လာပြီးဆီလီနီနဲ့တွေ့ခွင့်တောင်းပါတယ်။ဒါကြောင့်ဆီလီနီကအပြင်ဘက်ကမိုက်ကယ်ကိုသွားခေါ်ဖို့လုပ်တဲ့အခါ Graving ကအခုထွက်သွားရင် DNA ကနေအပြီးထွက်သွားရမှာဖြစ်ကြောင်းပြောကတားလိုက်ပေမဲ့ Silini ကဂယုမဆိုင်ခဲ့ပါဘူ ။ဘာကြောင့်လဲဆိုတော့ဗီတာနိုးထလာပြီဖြစ်လို့သူ့ဘက်ကရက်တီပေးမယ်ဆိုတာသူသိနေလို့ပါပဲ။ဇီလီနီကအိမ်ကြီးကနေထွက်လာပြီးရနောက်မိုက်ကယ်ကိုခေါ်ကသူရဲ့လှုပ်ရအိမ်တလုံးစီကိုခေါ်သွားခဲ့ပါတယ်။လမ်းတလျှောက်မှာလည်းမိုက်ကယ်ဟာရာဇဝင်များစွာကြားရစ်စစ်ပွဲတွေကိုဆွဲသွင်းခံလာရပြီဖြစ်ကြောင်းမကြာခင်မှာလိုက်ကန်တယောက်ဖြစ်လာတော့မှဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။လှုပ်ရအိမ်ကိုရောက်တဲ့အခါမိုက်ကယ်ကိုသူမရဲ့အတိတ်အကြောင်းကိုပြောပြခဲ့ပါတယ်။သူမငယ်စဉ်ကလိုက်ကန်တွေကသူမရဲ့မိသားစုကိုတပ်ဖြတ်ပစ်ခဲ့ပြီး ဗီတာကသူမကိုကယ်တင်ကဗမ်ပိုင်းအဖြစ်ပြောင်းလဲပေးခဲ့တဲ့အကြောင်းပါလက်တလုံးမှာမိုက်ကယ်ကလိုက်ကန်အကိုက်ခံထားရတာကြောင့်နောက်လာမယ့်လာပညာမှာလိုက်ကန်ကောင်အဖြစ်ပြောင်းသွားကကိုကိုကိုထိန်းချုပ်နိုင်တော့မှာမဟုတ်ကြောင်းစီလီနီကရှင်းပြပြီးတန်ဂျိုရီနဲ့တုတ်ထားလိုက်ခါလာပြင်းနေပြီးရင်သူပြန်လာမယ့်အကြောင်းကိုပြောလိုက်ပြီးသူ့ကိုယ်သူပြစ်ခတ်ဖို့ငွေကြီးစံတရောင်းပါရဲတနက်တလက်ပေးခဲ့ပါရင်အဲ့ဒီကြီးစံကသူ့ကိုမသေးစေနိုင်ပေမဲ့သူ့ရဲ့ကူးပြောင်းခြင်းကိုတော့နှောင့်နှေးစေပါရင်တစ်ဖက်မှာတော့စီလီနီနှိုးခဲ့တဲ့ဗီတာနိုးလာတဲ့ခါမှာတော့စီလီနီက သွေးကနေတစင်ပေါက်ကရလှုပ်ထားတဲ့ gravin ရဲ့ခေါင်းဆောင်မှုကိုတီးပြီးဖြစ်တာကြောင့်သဘောမတွေ့ဖြစ်နေပါတယ်။ gravin ကတော့ဆီလီနီကသူ့ကိုလိုက်ကန်နေနဲ့ပေါင်းနေရဆိုပြီးစိတ်ထင်ရပြောနေတာဖြစ်ကြောင်းပြန်ရှင်းပြပါတယ်။ဆီလီနီဟာတမတ်ချိန်ထဲရာစုနှစ်တစ်ခုလုံးစောပြီး vita ကိုနိုးထစေခဲ့တာကြောင့်လည်း vita တယောက်ဒေါသထွက်နေပါတယ်။ michael ကိုလိုက်ပို့ပြီးတဲ့နောက်စာရင်ကြီးကိုပြန်ရောက်လာတဲ့ဆီလီနီဟာ vita နဲ့ရင်ဆိုင်ခဲ့ရပါတယ်။အကြီးကဲသုံးယောက်ဟာသူတို့တမတ်ထားတဲ့အတိုင်းအတိအကျလိုက်နိုင်ရကြောင်းတယောက်ကိုရာစုနှစ်တစ်စုစီအုပ်ချုပ်ရမှာဖြစ်ကြောင်း အခုကသူနိုးထားရမယ့်ချိန်မဟုတ်ဘဲနိုးထစေခဲ့တဲ့အတွက်အကြီးကဲရရဲ့ main business ကိုဖောက်ဖျက်ခဲ့တဲ့ Silini ကိုစိတ်ဆိုးနေပါတယ်။ Silini က Craven က Lycan နဲ့ပေါင်းနေတယ်လို့ Lycan ကလည်းတခခု လုံးနေကြောင်းပြောပြပေမဲ့သူက Silini ကိုမယုံမဲ Craven ကိုသာဖြစ်နိုင်ခြေရှိတာကိုရှာခိုင်းခဲ့ပါတယ်။ Silini ကိုတော့အခန်းထဲမှာပိတ်ထားကတော့ခတ်ထားလိုက်ပြီးအပြင်ထွက်ခွင့်ကိုယာယီပိတ်ထားလိုက်ပါတယ်။တချိန်ထဲမှာပဲ Lycan ကတတိယမြောက်ကြီးကဲ Amelia တို့ကိုဘူရာယီမှာချောင်းမြောင်းတိုက်ခတ်ပြီးတက်ဖြတ်ကသူမရဲ့သွေးကိုယူဆောင်သွားခဲ့ပါတယ်။ အခြေအနေတွေရှုပ်ထွေးနေချိန်မှာဆီလီနီတယောက်မိုက်ကယ်စီကိုသွားဖို့လိုအပ်နေချိန်ဆီလီနီကိုမနာလို့ဖြစ်နေတဲ့အဲရီကာကဆီလီနီကိုလှုပ်ပေးလိုက်တဲ့အတွက်ဆီလီနီနဲ့မိုက်ကယ်ရှီယာကိုထွက်သွားခဲ့ပါတယ်။လိုက်ကန်နီကဆီလီနီနောက်ကိုနောက်ရောက်ခံလိုက်လာပြီးတိုက်ခိုက်တာကြောင့်ဆီလီနီနဲ့လိုက်ကန်နီကိုပြန်တိုက်ခိုက်နေတော့မိုက်ကယ်ကိုတော့ပဒေမောက်ကနေခုံချခိုင်းလိုက်ပါတယ်။မိုက်ကယ်နဲ့အာတီမီခုံချလိုက်ပြီးမယ်ပို့ပပပဲမြေပြင်ပေါ်ကျသွားတာကြောင့်သဘောကျနေတော့မှရဲရီရောက်လာပြီးမိုက်ကယ်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ကားနဲ့ပါလာတဲ့လမ်းတစ်လျှောက်မှာတော့လာပြည့်နေပြီဖြစ်တာကြောင့် မိုက်ကယ်ရဲ့လိုက်ကန်ဖြစ်ကူးပြောင်းနေတာကိုယင်ဆိုင်နေရပါတယ်။တဖက်မှာရောဆိုင်မှာဗီတာကဂရာဗင်ကိုခေါ်တွေ့တာကြောင့်ဂရာဗင်လည်းဝင်တွေ့လိုက်ပြီးဆီလီနီထွက်ပြေးသွားကြောင်းတိုင်နေချိန်မှာဆီလီနီကလိုက်ကန်ရဲ့ပညာရှင်ဆင်းရှ်ကိုဖမ်းခေါ်လာပါတယ်။ဆင်းရှ်ကိုဖြစ်ကြောင်းကုန်စင်ကိုနတ်တန်နှောဖို့ပြောလိုက်တာကြောင့်ဆင်းရှ်လည်းမနေတော့တော့ပဲအကုန်လုံးကိုပြောပြလိုက်ပါတယ်။သူတို့ဟာ900စုကမသေးမျိုးဖြစ်လာတဲ့အလက်ဇန္ဒားကော်ဗိုင်းနက်စ်ရဲ့သွေးသားတော်ဆက်တဲ့လူသားမျိုးဆက်ကိုရှာဖွေနေခဲ့တာပါ။အလက်ဇန္ဒားမှာသားသုံးယောက်ရှိခဲ့ပြီးတယောက်ကဝင်းပလွေကိုက်ခံရကာ လိုင်ကန်မျိုးဆက်ရဲ့အစဖြစ်လာတယ်လို့တယောက်ကလင်းနှုတ်အကိုက်ခံရကဗမ်ပါယာမျိုးနွယ်ရဲ့အစဖြစ်လာခဲ့ပါတယ်။မိုက်ကယ်ဟာသား၃ယောက်ထဲကလူသားတစ်ယောက်ဖြစ်သူရဲ့မျိုးဆက်ဖြစ်ပြီးဗိုင်းရပကိုတည်ဆောင်ထားပေမဲ့ဗမ်ပါယာရောဝင်းပလီဘာမဟုတ်တဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။သူရဲ့မျိုးရိုးဗီဇာကြောင့်ဗမ်ပါယာ DNA နဲ့ဝင်းပလီလူသား DNA ကို ပေါင်းစပ်နိုင်ပြီးမျိုးလုံးထက်ပိုပြီးတော့အဆင့်မြင့်တဲ့မျိုးဆက်တ attva ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။သူတို့ဟာသူတို့ခေါင်းဆောင်လူစီယန်ကိုမိုက်ကယ်သွေးနဲ့အကြီးကဲတယောက်ဖြစ်တဲ့အာမေလီယာရဲ့သွေးကိုထိုးသွင်းပေါင်းစပ်ပြီ မျိုးဆက်တရွာဖြစ်အောင်လှုပ်ဖို့ကြံစည်နေခဲ့တာပါလူစကားရောက်နောက်ဆုံးမှာတော့လူစီယန်သက်ရှင်နေသေးတယ်ဆိုတာကိုဗီတာကယုံကြည်သွားပြီးစီလီနီကိုမိုက်ကယ်ကိုရှာဖွေရှင်းလင်းဖို့တောင်းဝင်ပေးခဲ့ပါတယ်ဂရာဗင်ကတော့သူ့ကြောင်းနေကုန်ပေါ်ကုန်လာကြောင်းအရိကကိုငွေနှိုင်းထရိတ်ကြည်တနက်ကိုခိုးယူခိုင်းပြီးအင်ကြီးတွေကနေထွက်ပြေးသွားပါတယ်မိုက်ကယ်ကလိုက်ကန်အဖြစ်ပြောင်းရင်းကနေလိုက်ကန်နေဖမ်းလာကိုခံလာရတာပါဒါကြောင့်လိုက်ကန်နေနေရာကလူစီယန်ရဲ့ရှေ့မှာသူနိုးလာပါတယ်လိုက်ကန်တယောက်ကသွေးနေနေကိုမိုက်ကယ်ကိုရဲကိုထိုးပေးလိုက်တဲ့အခါမှာ မိုက်ကယ်ဟာအတိတ်ကပုံရိပ်တစ်ခုကိုမြင်ခဲ့ပါတယ်။အဲဒါကတော့လူစီယန်ဟာဗစ်တာရဲ့သမီးဆိုညာနဲ့ချစ်ကြိုးတွယ်မိခဲ့ပြီးဗစ်တာကမျိုးနွယ်မတူတဲ့လိုက်ကန်တကောင်နဲ့ချစ်ခဲ့တာကြောင့်ဒေါသထွက်ကသူသမီးရင်းကိုနေအောင်ကြီးနဲ့မီးရှို့တတ်ခဲ့တဲ့မြင်ကွင်းပါပဲ။လိုက်ကန်နေဟာတချိန်ကဗမ်ပါယာတွေနဲ့အတူတူနေခဲ့ပြီးလှုပ်ကြွေးသဘောမျိုးနေခဲ့ပေမဲ့ဗစ်တာကုလိုလှုပ်လိုက်ချိန်ကစပြီးအဆင်မပြေဖြစ်သွားကြောင်းနဲ့ဗစ်တာဟာဒီစစ်ပွဲကိုစတင်ခဲ့သူဖြစ်ကြောင်းလူစီယန်ကရှင်းပြခဲ့ပါတယ်။လိုက်ကန်ရဲ့ကြံကိုတိသွားတာကြောင့်ဗမ်ပါယာတွေ လိုင်ကန်နီရဲ့ပုံခွေရာကိုဝင်ရောက်စီးနေတဲ့အခါဒရာဗင်ကလူစီယန်စီကိုရောက်နေပြီးပြေးပေါက်ကိုရှာပါတယ်။အဲဒီချိန်ဗီတာကောင်းဆောင်တဲ့ဖွဲ့သူတို့ကိုစတိုက်ခဲ့ပြီးအင်အားကြီးတဲ့ဗီတာကိုအနိုင်တိုက်ဖို့ဆိုတာမဖြစ်နိုင်မှန်းသိကသူ့ဂျန်စီပြက်စီးတော့မှာကိုတေးပြေးဖြစ်တာကြောင့်လူစီယန်ကိုငွေနှိုင်းထရိတ်ကြီးစံနေနဲ့ပြက်ခတ်ခဲ့ပါတယ်။ဆီလီနီကလည်းမိုက်ကယ်ကိုရှာတွေ့ပြီးရဲ့နောက်သူတို့နှစ်ယောက်ထွက်ပြေးဖို့ကြိုးစားချိန်မှာဂရာဗင်နဲ့ထိတ်တိုက်တွေ့ခဲ့ပါတယ်။ဂရာဗင်ကမိုက်ကယ်ကိုငွေနှိုင်းထရိတ်ကြီးစံနဲ့ပြက်ခတ်လိုက်ပြီးဆီလီနီကိုအမှန်တရားတစ်ခုကိုပြောကြားခဲ့ပါတယ်။ သူမရဲ့မိသားစုကိုတက်ခဲတာလိုက်ကနေမဟုတ်ပဲဗီတာကိုရိုင်းဖြစ်တယ်ဆိုတာပါပဲဗီတာကသူမကိုသမီးဖြစ်သူဆွန်ညာနဲ့တူလို့သာအသက်ချမ်းသာပေးခဲ့တာဖြစ်ပါတယ်ဒန်ယန်ရနေတဲ့လူစီယန်ကဆီလီနီကိုမိုက်ကယ်ရဲ့စွမ်းထက်တဲ့သွေးကြောင့်မိုက်ကယ်ဟာဗမ်ပါယာရုပ်ဝင်ပလွေပါဖြစ်လာပြီးအားလုံးထက်စွမ်းအားကြီးလာမယ်လို့ပြောကမိုက်ကယ်ကိုကိုက်လိုက်ဖို့တိုက်တွန်းပါတယ်ဆီလီနီနဲ့ရွေးချယ်စရာမရှိတော့တာကြောင့်မိုက်ကယ်ပခုံးကိုသူ့ရဲ့အစွဲရင်းနဲ့ကိုက်လိုက်ပြီးမိုက်ကယ်ကိုမျိုးဆက်တကောင်ဖြစ်ဖန်တီးနိုင်ခဲ့တဲ့အတွက်လူစီယန်လည်းကျေနပ်စွာနဲ့ပဲတည်ဆုံသွားခဲ့ပါတယ် ခဏနေတော့ဗီတာရောက်လာပြီးမိုက်ကယ်ကိုတိုက်ခိုက်တဲ့အခါမှာတော့ဗမ်ပါယားနဲ့ဝင်ပလွေသွေးနှမျိုးလုံးသူ့ကိုယ်ထဲမှာရှိနေတဲ့မိုက်ကယ်ဟာကြောင်မဖွယ်ကောင်းတဲ့မျိုးဆက်တ attva အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မိုက်ကယ်ဟာပုံမြန်ပြီးပိုအားကောင်းလာပေမဲ့ဗီတာကိုမနိုင်သေးပါဘူး။ဇီလီနီကသူ့မရဲ့မိသားစုအကြောင်းမှန်တရားကိုဗီတာကိုမေးလိုက်တဲ့အခါဗီတာကငြိမ်နေတာကြောင့်ဂရာဗင်ပြောခဲ့တာတွေကအမှန်တွေဆိုတာသိသွားပါတယ်။ဒါကြောင့်မိုက်ကယ်နဲ့ဗီတာအပြင်းထန်တိုက်ခိုက်နေတော့မှတခြားဗမ်ပါယားတွေရောက်လာပြီးမိုက်ကယ်ကိုတနက်နဲ့ပြစ်တဲ့အခါ ဆီလီနီကဝင်ကူလိုက်တာကြောင့်ဗီတာကဆီလီနီကိုရိုက်ထုတ်လိုက်ပါတယ်။နောက်တော့မိုက်ကယ်နဲ့ထပ်တိုက်ကြရင်ဗီတာကမိုက်ကယ်ကိုလက်ဘင်းကိုချုပ်ကာညှက်တက်နေချိန်မှာဗီတာဓားကိုယူကာခေါင်းကိုနှချမ်းခွဲပစ်လိုက်ပါတယ်။ဒီလိုနဲ့တိုက်ပွဲပြီးဆုံးသွားပြီးဗမ်ပါယာရီရောလိုက်ကန်နေပါနောက်ဆုတ်သွားကြပါတယ်။ဆီလီနီနဲ့လူစီယန်ကြားကြံခဲ့တဲ့လဲဆွဲလေးကိုယူပြီးမိုက်ကယ်နဲ့အတူထွက်သွားလိုက်ပါတယ်။အခုတော့ဆီလီနီနဲ့မိုက်ကယ်တို့ဟာဝင်းပလေးရီရောဗမ်ပါယာရီပါသူတို့ကိုအမဲလိုက်ကြတော့မှမို့ထွက်ပြေးပုန်းရှောင်ရပါပြီ။ ဗမ်ပါယာဆိုင်ကြီးမှာတော့တေဆုံးသွားတဲ့သိပ္ပံပညာရှင်ဆင်းရှဲသူရတတိယမြောက်ကြီးကမားကတ်ရဲ့ဂူဘိမှန်တွေကိုစီးကြသွားပြီးတတိယမြောက်ကြီးကဟာနိုးထလာခဲ့ပါတော့တယ်။